်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆက်မှာ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ကကြေးရွာတွေကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့အေးလေးဒေသလူအခွင့်အရေးအဖွဲ့ကမေလ3ရက်နေ့မှာထုတ်ပြန်ပါတယ်။ မေလ2ရက်နေ့7နှစ်နိုင်ကနေ2နိုင်ကျော်အထိဘလူးချောင်းအရှိတ်မှာရှိတဲ့နတ်တုတ်ကျေးရွာကိုလက်နက်ကြီးနှလုံးပစ်ခတ်ပြီးကုန်းတာခေါ်မစွန့်ခွန်ကျေးရွာကိုလက်နက်ကြီးကုလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နေအတလုံးထိမှန်ပျက်စီးပြီးနတ်တုတ်ရွာကခမဆောင်လဲထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ် PNO တွေက PDF တွေကြောင့်ပြည်သူတွေရွာထဲမှာမနေရဘူးဆိုတဲ့ဝါဒမျိုးဖြန့်ချင်လို့ရွာတဲ့လူတွေပြန်ဝင်လာတဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲအရက်သားတွေကိုယူရချက်ရှိရှိ ပြစ်ခတ်တာမျိုးလို့ဒေသခံအမျိုးသားတယောက်ကပြောပါတယ်။စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တာဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေကိုမကြာခဏပြုလုပ်နေတာကြောင့်ဒေသခံပြည်သူတွေကဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်။ တနင်္သာရီတိုင်းပလောမြို့နယ်စစ်ကောင်စီရဲ့ကြောက်စုစစ်စေးဂိတ်မှာအမျိုးသားလေးယောက်ဖမ်းဆီးခံရပြီးတယောက်ကငွေပေးပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့မေလ2ရက်မှာပလောမျိုးကလက်ကူလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ကြောက်စုစစ်စေးဂိတ်မှာလူငယ်လေးယောက်ကိုအကြောင်းပြချက်မရှိဘဲဖမ်းဆီးခဲ့တာလို့ဆိုပါရယ်ဖမ်းဆီးခံရသူတွေဟာအသက်30ဝန်းကျင်အရွယ်တွေဖြစ်ကြပြီးကြောက်စုရွာသားနဲ့လက်ကူရွာသားတွေဖြစ်ကြတယ်လို့ဒေသခံတွေကပြောပါရယ် ဖက်စိတ်ခံရတဲ့သူ၃ယောက်ကိုတော့ဘယ်နေရာမှာထိသိမ်းထားလဲဆိုတာကိုအတိအကျမသိရပေမဲ့ဂျန်နက်တယောက်ကတော့ပတ်စံကျပ်သိန်း100နီးပါးပေးပြီးမှပြန်လည်လွတ်မြောက်လာတယ်လို့မိသားစုနဲ့နေဆက်သူကပြောပါတယ်စစ်ကောင်စီရဲ့ဘလော့ဒတာဂိတ်ကြောက်စုဂိတ်နဲ့ရှော့ပုံဂိတ်အနီးနားဝန်းကျင်မှာလူငယ်တွေကိုဖမ်းဆီးလို့ရှိပြီးညဘက်တွေမှာလည်းပလောမျိုးဝရီမှာဖက်စီလဲရှိရလို့ပလောမျိုးကံတွေကပြောပါတယ် စစ်ကောင်စီတပ်ဘက်ကဖမ်းဆီးခံရတဲ့လူငယ်တွေကိုပလောင်မြို့ရှိအမှတ်စနစ်တိုင်းဘဟုလေ့ကျေးသဏ္ဍန်ကျောင်းစီစစ်မှုထမ်းတပ်သားတွေအဖြစ်ပို့လေရှိတယ်လို့သိရပါတယ်ရှင်။ထိုင်းနိုင်ငံရောက်မြန်မာပြည်ပွားဂေါ်ရခလူငယ်အဖွဲ့အစည်းနဲ့လူငယ်ဂီတအဖွဲ့တွေကဥဆောင်ပြီးငလင်သစ်မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့မြန်မာ After Shock Fundraiser Concert ရမငွေဂီတဖျော်ဖြေပွဲကိုထိုင်းနိုင်ငံချင်းမာမြို့မှာပြုလုပ်ခဲ့ပါတယ်။စောမင်းသိန်းပေးပို့ထားပါတယ်ရှင်။ မရှလနဆက်ရှိရနေကအင်အားရစ်တစ်စကေခုနှစ်တမခုနှစ်အဆင့်ရှိတဲ့စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တာတလနီပါကြာလာခဲ့ပြီမဲ့မြန်မာနိုင်ငံမှာလက်ရှိအချိန်ထိအကူအညီတွေလိုအပ်နေဆဲဖြစ်ပါတယ်ဒီလိုလိုအပ်နေတဲ့အကူအညီတွေကိုပေးရနိုင်ဖို့ထိုင်းနိုင်ငံရောက်မြန်မာပြည်ပွားခေါ်ကားလူငယ်အဖွဲ့အစည်းနဲ့လူငယ်ဂီတအဖွဲ့တွေဥဆောင်ပြီးမြန်မာ After Shop Fundraiser Concert ရမုံငွေဂီတဖြော်ပြပွဲတစ်ခုကိုမတ်လ25ရက်နေ့ကကျင်းပခဲ့ကြပါတယ် hearts and thoughts are always with the people on the ground ကျွန်တော်တို့ရဲ့နှလုံးသားတွေကပြည်တွင်းမှာဆေးဘေးဒုက္ခကိုခံစားနေရသူတွေနဲ့တသားတည်းရှိပါတယ်ဒီလိုကြုံတွေ့နေရတဲ့ပြည်သူတွေဟာဒီလိုဆိုးဝါးလာတဲ့ငလင်းတန်ကိုခံစားခဲ့ရတယ်ဗျာလူသားတွေဖန်တီးတဲ့အကြမ်းဖက်မှုတန်နဲ့တပြိုင်တည်းသဘာဝကပ်ဘေးကိုခံခဲ့ကြရတာပြီးတော့ကျွန်တော်မှရှိသည်မြတ်တတ်နိုင်စွမ်းအားနဲ့အတန်တွေထုတ်ဖော်မယ်မေတ္တာနဲ့ထောက်ပံ့မှုတွေငွေကြေးရမငွေရှာတာတွေကျွန်တော်တို့လုပ်နိုင်သမျှပေါ့ဗျာဒါတွေအကုန်လုပ်သွားပါမယ် We want to give our love and support through whatever we can send money send love That's it. That's what we do. ဒီရမုံငွေဂီတဖျော်ပြပွဲမှာထိုင်းဂီတပညာရှင်တွေနဲ့မြန်မာလူငယ်ဂီတပညာရှင်တွေပူးပေါင်းဖျော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီဖျော်ပြပွဲကနေရရှိခဲ့တဲ့ငွေကြေးတွေကတော့ငလင်ဘေးတန်တင်ဒေတာတွေဖြစ်တဲ့မန္တလေးစကိုင်းအင်းလင်းဒေတာတွေကိုလူရန်သွားมาလည်းဖြစ်ပါတယ်။အများအားဖြင့်ကျွန်တော်တို့ဤမန်ချက်ကြတော့ဇကိုင်းမှာလူဖို့ဤမန်ချက်ရှိပါတယ်ကျွန်တော်တို့ဒီမှာလူငယ်တွေ အကလုံးဒီမှာပိုစတာလုပ်ပြီးမှအလူတွေအလူခံပေးတဲ့လူငယ်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်အခုဒီဒီရတဲ့ပတ်စံအများကြီးတော့မဟုတ်ဘူးနည်းနည်းပဲဖြစ်ဖြစ်နေလဲဒီပတ်စံလူတဲ့လူကိုလူတဲ့သူကို ရောက်စေချင်တာကျွန်တော်တို့ဒီအလူရဲ့ရည်မှန်းချက်အရဒီ VV data team ကကောက်ယူထားတဲ့စီးရင်တွေအရတော့ စကိုင်းကလင်ကြီးကြောင့်တည်ဆုံးသူ4456ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူကတော့11366ယောက်ရှိပါတယ်ကျွန်တော်စောမင်းသိမ့်ပါ မြောက်ရီမြို့တဖက်ချံကမြန်မာနိုင်ငံသားတွေအဝယ်များတဲ့မဲဆောက်မြို့လိုတက်စ်ကုံတိုက်ရွှေဆိုင်တများတိုက်သူကိုဖမ်းဆီးရမိကြောင်းထိုင်းရဲတပ်ဖွဲ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။မောက်တုတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မြောက်ရီမြို့တဖက်ကမ်းမဲဆောက်မြို့လိုတက်ကုံတိုက်မှာရှိတဲ့အော်ရတရွှေဆိုင်ကိုမလ၂ရက်နေ့ကတကူတော်ဓမြတိုက်ပြီးရွှေသားဘတ်၄၉သိန်းပိုးယူသွားခဲ့တာကို အခုနှစ်လအကြာမှာဖမ်းဆီးရမိကြောင်း မဲဆောက်ရဲစခန်းမှာတရင်စာရှင်းလင်းခဲ့တာပါအာဒီဟန်ရကန်ခยายทางการควบคุมตัวผู้หาได้แล้วก็มีการขยายผลก็ไปเจออยู่ในบ้านของภรรยาอีกคนอยู่ในหอพักนะครับที่พื้นที่จังหวัดเชียงใหม่ก็ผู้หาธรรมยไต้ตั้วสู่กูนอกยังคันไล่ปีเชียงใหม่မျိုးยักกว่านิดมาตุษณีเนี่ยดูไต่ยาบาปิสิริกูแลเอเปละ30เยนี่มาฟันซียามิเกจองท้ายตุเยจุกกะ ပြောသွားတာပါရွှေ20ကျပ်သားနဲ့ဒူဖန်းစီရမိခဲ့တာလို့လဲဒူရဲ့ရုပ်ကဆက်ပြောခဲ့ပါသေးတယ်ရွှေတွေတွေကို စစ်ဆေးပြီးရင်ရွှေဆိုင်ပိုင်ရှင်စီပြန်လွှဲပြောင်းပေးမှာဖြစ်တယ်လို့ဓမြတိုက်သူရဲ့ဆိုင်ကယ်တစ်စီးကား၄စီးကိုတော့တင်ဆက်ထားပါတယ်ဖြစ်ဖြစ်တာနဲ့မတော်မှဖြစ်ဖြစ်နะครับก็ขอบคุณมวลชาติครับที่ช่วยติดตามนะครับแล้วก็ช่วยกันกับการสืบสวนสอบสวนตลอดครับขอบคุณมากครับ တက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ဓမြဖမ်းမိရေးကူညီသူအားလုံးကိုကျေးဇူးတင်ပါကြောင်းရွှေဆိုင်တထေးကပြောသွားတာပါရွှေဆိုင်ဓမြဖမ်းဆီးရမိကြောင်းတရင်းသာရှင်းလင်းပွဲကိုတော့မဲဆောက်မြို့မြို့မရဲစခန်းအရှိမျက်နှာစာမှာ ပြုတ်လုပ်သွားခဲ့ပါတယ်ခမညာကျွန်တော်မောင်တူးပါ ီပီပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်းပါရှင်